အာဆီယံကဒီမြောက်လာဥဆောင်တဲ့ဒီဟာနာသိန်းအဖွဲ့ရောဒီယာသွင်းပြီးဆက်ဆံနေတဲ့ဟာကအဓိကတော့ပြဿနာဖြစ်တယ်ပေါ့နော်ပြည်သူကိုပြိမ့်နေတဲ့သူနဲ့အဲပြိမ့်ခံရတဲ့ပြည်သူနဲ့ဘယ်ကကြိုရက်မလဲဆိုတော့အာဆီယံကိုနေကုန်ထုတ်တာဖြစ်တယ်အာဆီယံကသွင်းဆွနေတဲ့အစိုးရရဲ့လက်တွေကိုလက်ဆွဲနှုတ်ချက်မှလားဆိုတော့ကျွန်တော်တို့စဉ်းစားနိုင်ဖို့အတွက်ကျွန်တော်တို့ကနေကုန်ထုတ်တာဖြစ်တယ် ဟုတ်ပြီကိုရှင်းတန်းတို့စကိုင်းတိုင်းဒေသတပိတ်အင်အားစုကိုဒီမလေးရှားကဟိုပြီးခဲ့တဲ့အခုဒီလအလယ်မှာပြုတ်လုတဲ့ပေါ့နော်စတိတ်ဟိုလာတွေအန်ကေ့ချ်မန့်ပေါ့နော်ပါဝင်သူအားလုံးရဲ့ဟိုသဘောထားအမြင်တွေသူတို့စုစည်းမှုမှာဖိတ်ကြားခံရတယ်လို့သိရပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါပထမဆုံးအကျဉ်းလာဗျအဲ့ဒါလေးအရင်ဆုံးပြောပြပေးပါဘယ်လိုဖိတ်ကြားခံရတယ်ဆိုတော့ဟုတ်ကဲ့ဟုတ်ဟောဒါကပထမဆုံးအကျဉ်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ဖိတ်ကြားခံရတာတော့ဒီကျွန်တော်အင်္ဂလိပ်မတိုင်ခင်မှာကျွန်တော်တို့ကအဲဒီ grand design data ွင့်ပေါ့နော်တိုင်းအခွင့်အဲ့တော့ခုဆိုရင် Federal Unit ဆိုပြီးတော့တုံးတယ်ပေါ့နော်ကျွန်တော်ကဆိုတော့တိုင်းအခွင့်တိုင်းမိသားဆိုပြီးတုံးတယ်ဆိုတော့ဒီစကိုင်းတိုင်းအခွင့်အမျိုးနယ်တွေမှာရှိတဲ့ဒီတပိတ်ကော်မတီတပိတ်အင်အားစုတွေကနေပြီးတော့ဥပွဲပြီးတော့ပေါ့နော်ညီမညီလာခံအလုပ်ပြီးတော့ဒီကိစ္စတွေတပိတ်အင်အားစုဆိုပြီးတော့ကျွန်တော်တို့အစတင်ဖွဲ့ပြီးခဲ့တယ်ဖွဲ့ပြီးပြီးတော့ဒီဖွဲ့ဥပဒေကြောင့်လည်းငလင်ကိစ္စနော်ပေါ်လာတဲ့ချိန်မှာတော့ဒီငလင်ကိစ္စနဲ့ဒီကီဟောင်းတိုင်းလောက်တယ်အဲ့လိုလောက်တဲ့အခါမှာပဲဒီမလေးရှား အဲ့ဒီဖြစ်ပေါ့နော်ဆိုတော့ ASEAN နဲ့ဒီဆက်ဆက်မိသွားလို့ရှိရပေါ့နော်အဲ့ဒီကြောင့်အဲ့ဒီဆက်ဆက်မှုကတော့သူတို့ကလည်းပြောကြတော့အဒီမလေးရှားနိုင်ငံမှာဒီလုပ်တဲ့ပုံမှာပေါ့နော်တက်ပြီးဖို့အတွက် email ကိုဖိတ်ကြတာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့စကိုင်းတိုင်းမှာအခုတပည့်အင်အားစုတွေရှိတယ်ပေါ့နော်နောက်ပြီးတော့ဟိုစကိုင်းဖိုရမ်ရှိမယ်နော်စကိုင်းဖက်ဒရယ်ယူနစ်ရှိမယ်လွှတ်တော်တွေရှိမယ်နောက်ဟိုကျွန်တော် PDF တွေလည်းအများကြီးရှိမှာပေါ့နော်ဆိုတော့ဟိုဒီအင်အားစုတွေအားလုံးဖိတ်ကြားခံရတယ်လို့သိလားဗျဘယ်လိုမျိုးသိထားလဲ ကိုရှင်းတဲ့လို့အော်အော်ဒီဗရန်နဲ့ဒီတော့လည်းမရှိရဲ့အဲ့ဒီအစ်ဖွဲ့တော်တော်များများတော့ထိကြထားမျိုးတော့သိရပါမယ်ဒီလိုက်ဖက်ဆိုရင်လွတ်တော်ရောဒီတကိုင်းပုံစံမျိုးရောပေါ့လို့ဆိုထိကြထားလို့သိရပါမယ်အဲ့တော့ကိုရှင်းတဲ့လို့ကဒီကိုယ်တိုင်မတက်နိုင်တော့ဟိုစာပုတ်ပြီးတော့ဆွေးနွေးတယ်လို့သိရတယ်စာထဲမှာလည်းအချက်၉ချက်တောင်းဆိုထားတယ်ပေါ့နော် ASEAN ပုံမှာဆိုတော့အခုလိုမျိုးကိုရှင်းတန်းတို့တောင်းဆိုမှုတွေဆွေးနွေးမှုတွေပေါ့သူတို့တစုံတရာဗန်များတုံ့ပြန်ပြောကြလဲဗျာဟုတ်တယ်ရော ပြန်ပြောဆိုရတော့မရှိသေးပါဘူးလားကျွန်တော်ဒီစာပို့ရယ်စာပို့ပြီးဒီစာကိုအစီအစီအစဉ်တစ်ခုလေးမျိုးဖတ်ကြားဖို့အတွက်တော့ပြောထားတယ်တော့ဖတ်ကြားလို့လည်းပြရပါတယ်ဒါပေမဲ့အဲတောင်းပြန်တာတုံ့ပြန်တာမျိုးမရှိဘူးပေါ့နော်အဲ့လိုမျိုးတော့ပြရပါတယ်ဟုတ်ကဲ့အဲ့တော့ကိုရှင်းတတ်တော်ဦးအချက်၉ချက်တောင်းဆိုထားတာတွေ့ပါတယ်ဒီအချက်၉ချက်ကိုဘလို့စဉ်းစားပြီးဘလို့ဘာကြောင့်ဒီလိုဖြစ်တဲ့နယ်လို့ပြောတာလဲဗျအဲ့ဒီအချက်၉ချက်ကိုလည်းအရေးကြီးတဲ့အချက်လေးတွေကိုလည်းအများပြည်သူသိအောင်နည်းနည်းဖြင်းပြလို့ရမလားအပရမောဒုံကတော့ကျွန်တော်တို့ကဒီ ASEAN က အဲဒီမြောက်လာဥဆောင်တဲ့ဒီဟာနာသိန်းအဖူရောက်ပြီးဒီယာသွင်းပြီးဆက်ဆံနေတဲ့ဟာကအဓိကတော့ပြဿနာဖြစ်တယ်ပေါ့နော်။အကြမ်းဖက်မှုတွေရတတ်မှုဆိုပြီးတော့ပြောရဲဒါပေမဲ့အကြမ်းဖက်မှုတွေလုပ်နေတာကမြောက်လာဥဆောင်တဲ့အာနာသိန်းဖြစ်အောင်ဖြစ်တယ်ဆိုတာကိုအာဆီယံအနေနဲ့ရှင်းရှင်းလင်းလင်းသိမြင်မှုမသိကြအောင်ဆောင်ရရတတ်မှုလုပ်မယ်လို့လည်းကျွန်တော်တို့ကမြင်နေပေါ့နော်။အဲ့ဒါကြောင့်ဒီမြောက်လာဆိုတာကိုတရားဝင်ဆက်ဆံနေရတယ်ဒီယာသွင်းဆက်ဆံနေရတယ်ရက်ဖို့ကြကျွန်တော်တို့ကတိုက်တွန်းနေတောင်းဆိုလို့ပေါ့နော်။ အပြီးလို့ရှိရင်နောက်တစ်ခုကလေရင်စီတွေပေါ့နော်တခြားသောအကြမ်းမှုတွေဒီဒီထဲမှာရှိတဲ့အကြမ်းဖက်မှုတွေအကြမ်းတတ်မှုတွေပြရမပေးနိုင်ဘူးမတိုက်တွန်းနိုင်ဘူးဆိုရင်တော့မအဒီနိုင်ငံကနေပြီးဝင်လာတဲ့အလေးရင်စီတွေကိုအရရလူလမ်းနဲ့တခြားသောအင်းကြီးတဲ့နိုင်ငံတွေနဲ့ပဲဖြစ်ဖြစ်ရောင်းချနေနိုင်ငံတွေနဲ့လည်းဖြစ်ဖြစ်အာဆီယံအစုအဖွဲ့အနေနဲ့ပြရပေးပြီးတော့ရက်တက်နိုင်တဲ့လေရင်စီတွေမရောင်းချနိုင်အောင်အာရက်တက်နိုင်မျိုးလုပ်တင်နေဆိုတာမျိုးတော့တောင်းဆိုတာရှိတယ်။အဒါကဟိုပေါ့နေရော အကြောင်းဆိုချက်တွေဖြစ်တယ်ဒါပေမဲ့အရှေ့ပိုင်းမှာတော့ကဒီကျွန်တော်တို့အာဆီယံကအပေါ်သဘောတူညီချက်၅ရက်ဆိုပြီးကြတော့အဆမတ်ချက်ရှိတယ်ပေါ့နော်ဒါပေမဲ့အဲဘောသဘောတူညီချက်၅ရက်ဆိုတာကဒီဒီဘက်ကကျောင်းဒီတော်လိုက်အရာဆိုပြီးသဘောထားလည်းမပါဘူးပြည်ပြည့်ကသဘောထားမပါရဲနဲ့အမြောက်လိုက်နဲ့ဒါအာဒီလဝါးကြီးရိုက်ပြီးတော့အချထားတဲ့အဲကွန်မစ်ဆက်တွေကိုကျွန်တော်ကမြင်နေပါတော့အဲ့အတွက်ကြောင့်ဒီဟာကိုအာပြန်ပြီးတော့စဉ်းစားသိပြီဆိုတော့ကျွန်တော်တိုက်တွန်းတာရှိရဲအပြီးတော့ ဒီလူလူတို့ရဲ့စိတ်ဆန္ဒတွေကိုကျွန်တော်အလေးမထားပဲနဲ့ပေါ့နော်ဂျာကလာတရားမျှတမှုရရှိရေးတွေမလုံဆောင်ပဲနဲ့ပေါ့နော်တစ်ဖက်သက်အဆွေးနွေးတာမျိုးအာတစ်ဖက်သက်အာဒီအဓိမတ်ပြုတာမျိုးတွေမလုံဖို့အတွက်လည်းကျွန်တော်ကအတိုက်တွန်းချက်ထဲမှာပါတယ်ပေါ့နော်အခုရောနောက်တစ်ခုကပြည်ရည်ကြီးရဆိုရင်ဘာလဲဆိုတော့ဒီစေအုပ်စုကခြေလမ်းပြင်နေတဲ့သူတို့ရဲ့ထော့ပေါ့လို့သူတို့ယူဆထားတဲ့ဒီတရားမဝင်ရေးောက်ပွဲနော်တရားမဝင်အတူတူရေးောက်ပွဲအဖြစ်တယ်ဒါဒီတရားမဝင်အတူတူရေးောက်ပွဲကနေပြီးတော့ အာဒီစေအုပ်စုကအာဒီနိုင်ငံတကာကိုနိုင်ငံရခြားအာဆီယံသို့မဟုတ်အာဆီယံပြည်နောက်ထပ်ဒီခြားသောနိုင်ငံတွေခွေးကြောပေါက်ကနေဝင်ပြီးတော့ဝင်ဖို့အကျိုးသားနေရာရှိတယ်။ဒါတွေကိုအာမတိလိုက်မတိပါတာပဲဖြစ်ဖြစ်သူတိရနေပဲဖြစ်ဖြစ်လက်ခံတာမျိုးတွေမလုပ်ဖို့အတွက်တော့သူကတိုက်တွန်းတောင်းဆိုတာဖြစ်တယ်။အဲဒီမြေအောင်လိုင်းကျင်းပတဲ့အတူရောက်ဒီတော့ပွဲကဒီမိုကရေစီကိုဘယ်တော့မှရရှိအောင်လုပ်ဆောင်နိုင်မှာမဟုတ်ဘူးဆိုတော့လေကျွန်တော်တို့ကသိထားပြီးသားဖြစ်တယ်။ပြီးတော့အဒီမြန်မာနိုင်ငံကြီး ီလုပ်ငန်းစဉ်မှာပေါ့နော်ဒီစစ်တပ်ရဲ့ပါဝင်ပတ်သက်မှုကိုလုံးဝအဖယ်ထုတ်ရမယ်ဆိုတော့လေကျွန်တော်တို့ကအာဆီယံကိုလည်းအသိရှိရကျွန်တော်တို့ကတိုက်တွန်းပြောဆိုတာမျိုးရှိအာဆီယံအနေနဲ့ဒီစစ်တပ်ကနိုင်ငံရေးမှာပါဝင်နေတဲ့ဟာကိုအဆက်ပြေလက်ခံပြီးတော့ခုနပြောလိုပဲစစ်အုပ်စုကိုလူရသွေးမှုဆက်ဆံနေမယ်ဆိုရင်ကျွန်တော်နိုင်ငံကပို့ပို့ပြီးတော့စိုးတဲ့အရာလက်တွေပြဿနာတွေပုံဖြစ်မယ်ဆိုတာလေကျွန်တော်တို့ကအာဒီခါထဲမှာပေါ့နော်တတိထားဖို့အတွက်တော့ကအကျင့်ပြထားတာရှိတယ်။စစ်တပ်ကနိုင်ငံရေးထဲမှာပါခဲ့လို့ဆိုတော့ ိုင်းပြည်ကောင်းစားသွားတာရောဒီမိုကရေစီအရေးမှာရောကောင်းမွန်တဲ့ကြောင်းလဲမှုတစ်ခုမှမရှိခဲ့ဘူးဆိုတာလေအာဒီအာဆီယံလိုမျိုးသိရှိအောင်ပေါ့နော်တတိထားမျိုးလိုအာပြင်ပြထားတာရှိပါတယ်ဟုတ်ကဲ့အဲ့ဒီမှာအချက်တွေမှာပေါ့နော်တချို့ဟိုအရေးယူလှုပ်ဆောင်မှုကြတော့ဟို take concrete actions ပေါ့နော်ဟိုခိုင်မာတဲ့အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ဆိုပြီးအာဆီယံကိုပြောထားတဲ့အချက်တွေလည်းကျွန်တော်တွေ့ပါတယ်ဆိုတော့ဟိုမှာ unconditional release ပေါ့နော်တမရဥဝင်းမြင့်နဲ့ အတိုင်းပင်ခံဒေါအောင်ဆန်းစုကြည်တို့လုံးဝပြန်လွှတ်ပေးရမယ်အကျဉ်းသားတွေဒါရေယူဆောင်မှုတွေလုပ်ဖို့နောက်ခုနပြောသလိုလင်းစီနဲ့ပတ်သက်ရင်လည်းဒါ concrete action တွေလုပ်ဖို့ပေါ့ဆိုတော့ဒီချက်တွေကတော့ခိုင်ခိုင်မာမာတောင်းဆိုတာဒါပေမဲ့ ASEAN အနေနဲ့ကသူတို့ရဲ့ဟိုမူဟိုကယော်ရဲရဲပေါ့နော်အဖွဲ့ဝင်နိုင်ငံတွေရဲ့ပြည်တွင်းကိုဝင်မဆွဲရဘူးနောက်ပြီးတော့အခုဖြစ်နေတာမှာသူတို့ကဂျားအနေဝင်ပြီးလှုပ်ပေးတဲ့သဘောတော့ပဲသူတို့လုံနိုင်တဲ့အနေထားပေါ့ဒါသူတို့ရဲ့အနေထားကိုပြောတာပေါ့နော်အဲ့ဒီပုံပါရောဘလို့နားလေလေကိုရှင်းတန်းတို့ ဟိုကိုဘကတော့တောင်းဆိုတာဟုတ်တယ်အချိန်ရဒါတွေလုတ်ဖို့လိုတယ်ဒါပေမဲ့အာဆီယံလုတ်ပေးနိုင်တဲ့အနေအထားကိုဘယ်လိုနားလည်တာလဲဗျဟုတ်ကဲ့အခုကဟိုဒီကိုတက်တဲ့ပြောလို့ပဲဗျနော်အာဆီယံဆိုတာကရော့ဒီရော်ရဲ့ရော်ရဲ့ဆက်ဆံမှုဟိုရှင်အောင်မှုဖြစ်တယ်အတူတူဖိုင်ရဖက်ဒီလုံငါဆော့ဖက်ဘယ်လိုမရဘူးဆိုတဲ့ဟာမျိုးသဘောတူရက်တွေရှိထားတယ်ဗျနော်ဒါတွေကိုကျွန်တော်တို့ကအသိရှိထားတယ်ဒါပေမဲ့ကျွန်တော်တို့လိုချင်တာဘာလဲဆိုတော့ကျွန်တော်တီတီတွေရောကျွန်တော်တို့တော်လေးပွဲတွေရောလိုချင်တာဘာလဲဆိုတော့ ဓမ္မနဲ့အာရမအရှင်လာတယ်ဓမ္မဘက်ကပဲရည်တည်ပေးလို့ကျွန်တော်ကဘလို့ရတာဖြစ်တယ်ဆိုတော့ဒါတော့ကျွန်တော်ကအဆင်ကိုတိုက်တွန်းတောင်းဆိုရဖြစ်တယ်ပြည်သူကိုပြိမ့်နေတဲ့သူနဲ့အဲပြိမ့်ခံရတဲ့ပြည်သူနဲ့ဘယ်ဘက်ကိုရက်မလဲဆိုတော့ကျွန်တော်အဆင်ကိုနေကုန်ထုတ်တာဖြစ်တယ်ဒီပြိမ့်ခံရတဲ့ပြည်သူအလေးကြောင်းတဲ့ညနေပုံကျဲခံရတဲ့စစ်ကြောင်းထိုးပြီးတော့တပ်ဖြတ်ခံရတဲ့အချင်းဆောင်ထဲမှာမတရားဖက်စီးခံရတယ်တော့ပြည်သူလူထုကတကယ်ရေးတော့တင်းမြောက်ထားတဲ့နိုင်ငံတော်တမန်အုပ်ဝင်းနဲ့ကျွန်တော်တိုင်မကပုဂ္ဂိုလ်ဒေါ်စောစုကြီးအပါဝင် တခြားသောခြားသောဒီလူစုကောင်းဆောင်တွေကိုဝင်မှုနိုင်လို့လို့မျိုးလူစုကောင်းဆောင်တွေတခြားသောလူစုလိုရှာဖို့လုပ်တဲ့သူတွေလက်နက်ကန်တော်လည်းလုပ်နေတဲ့သူတွေအမတရားဖက်စီခံထားတာမျိုးတွေအများကြီးရှိနေတာဖြစ်တယ်ဒီလူတွေကိုဒီပြည်သူတွေကိုမျက်ွယ်ပြုတ်ပြီးရောအာဆီယံကအစိုးရနဲ့ဒီရက်တည်မှာလားအာဆီယံကတွင်းဆွနေတဲ့အစိုးရရဲ့လက်တွေလက်ဆွဲလုပ်တတ်မှာလားဆိုတာကျွန်တော်တို့စဉ်းစားနိုင်ဖို့အတွက်ကျွန်တော်တို့ကမေးခွန်းထုတ်တာဖြစ်တယ်အာဆီယံနေနေကတော့ခုနပြောလို့တည်း ဒီလိုဝယ်ဆက်ဖတ်လို့မရဘူးဆိုတဲ့အာမျိုးရှိထားတာချုပ်ထားတာဖြစ်ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်လိုချင်တာဒီအာဆီယံအနေနဲ့အာဓမ္မဘက်ကရက်တည်ပါလေဓမ္မဘက်ကရက်တည်ပါလေပြည်သူတွေနဲ့ဒီပြည်내ခံပြည်သူတွေနဲ့ဒီရက်တည်ပါလေဆိုတာမျိုးကိုတော့လိုချင်တာဖြစ်โอเคအဲ့တော့အခုကိုရှင်းတန်းတို့အပါဝင်ပေါ့နော်ဒီစိတ်ဟိုတိုင်းအားလုံးရဲ့သဘောထားတွေကိုသူတို့ရထားပြီဆိုတော့အခုဒီ ASEAN မလေးရှားနိုင်ငံရဲ့ဝင်ကြီးကမြန်မာပြည်သွားပြီးဒီအချက်တွေကိုစစ်ကောင်စီနဲ့သွားပြီးတော့ဟိုစွန့်နေမယ်လို့သိရတယ်ဗျာနော်ဆိုအဲ့ဒီပုံပါဟောဗာပြောခြင်းလေဒီဒီဒီသူသွားမဲ့အနေထားပုံမှာကိုရှင်းတဲ့အချက်တွေလည်းပါမှာပေါ့နော်ဒီထဲမှာရေပူရအဖြစ်အဲ့ဒီပုံမှာဘာဘလို့မြင်လဲဟောအာဘလို့မြင်လဲဆိုတော့ခုနပြောလိုပဲပေါ့နော်ဆိုတော့ဒီသူတို့အရှိကန်ကဒီဇိုင်းမမတ်တောင်းထုတ်လာတဲ့ဒေါ်လာပစ်စီနဲ့ပြည့်ဝရရှိတယ်ပေါ့သူတို့ဒီလက်မခံလဲနဲ့အာမင်းအောင်လိုင်ကိုသွားတွေ့တယ်ဗျာဆိုတော့ကျွန်တော်ထင်တယ်အမအောင်အစင်းလာနိုင်ကြအကြောင်းတော့မရှိဘူးကျွန်တော်ဒီ တိုင်းပြည်ကကောင်းလာနိုင်တဲ့ရလတစ်ခုမှတော့ထွက်လာမယ်လို့တော့မထင်ဘူးအဲ့လို့ဆိုဒီမြောက်လာဒီသူ့သူ့ရဲ့ကိုယ်စိုးစီးပွားကိုပဲကြည့်ရသူဖြစ်တယ်ဖျားပေးတာမျိုးဘလို့ဖြစ်လဲလို့မျိုးလည်းပေါ့ဒါလိုမျိုးဆွေးနွေးပြီးသွားပြရတဲ့စာလို့ရှိရင်ကိုယ့်ဘက်ကဒီမြေရှားဘက်ကလည်းလူစနေကိစ္စပြည်နေနိုင်မယ်နီးလန်းကိုထုတ်တင်ပြဆင်ပြီးမှဒီမြောက်လာနဲ့သွားကြည့်တာကပို့ပြီးတော့ကောင်းမယ်လို့မြင်တယ်ဘို့လို့ရှိရင်မြောက်လာရဲ့အကျိုးစီးပွားအတိုင်းပဲတွဲဟောင်းနားထောင်ပြီးပြန်လာရမှာဖြစ်တယ်အမှန် အကျိုးမရှိတဲ့အချိန်ကိုလူပန်းတာပဲဖတ်တင်နိုင်မယ်လို့ကျွန်တော်လည်းယူဆပါတယ်။ဟုတ်ကဲ့အဲ့တော့ ASEAN ဘက်ကကြည့်မယ်ဆိုရင်ကျွန်တော်တို့အရင်လာအိုရှိတဲ့အင်ဒိုနီးရှားရှိတယ်ပေါ့နော်။အင်ဒိုနီးရှားတို့ကလည်းတော်တော်စုစုပွဲတွေလုပ်ခဲ့တယ်။ဒါပေမဲ့အခုမလေးရှားကဟိုဂျာဝင်ဆောင်ဝတ်မှုပေါ့သူတို့လုံနိုင်တဲ့အပိုင်းပေါ့နော်။ပို့ပြီးတော့ပေါ့နော်အားလုံးပါဝင်တဲ့အနေထားအတန်တွေပို့ပေါ်လာတယ်လို့ပြောရင်ရောရနိုင်လား။အဲ့ဒီပေါ်ရောကိုရှင်းတန်းတို့ကသုံးတရားဟိုကျင့်တတ်နိုင်မှုရှိလား။ပြောလို့တော့သောပါသေးတယ်ပြောလို့သောပါသေးတယ်ဘာလို့လဲဆိုတော့ခုမှအစပဲရှိသေးတယ်တခါပဲ ကျွန်တော်တွေ့ရပေါ့နော်ဒါပေမဲ့အတန်လို့ပုံပြီးနားထောင်နေလို့တော့ပြောရမယ်ပေါ့လေဆိုပြီးကျွန်တော်ရောဘက်ကလည်းကျွန်တော်ဘက်ကဒီအဖွဲ့အစည်းတွေအသိဝါရင်းတွေလာတွေ့တာမျိုးရှိတော့အကောင်းမွန်တဲ့အလားအလာလို့ကျွန်တော်တို့ကယူဆပါတယ်ဒါပေမဲ့ဓာရစေချာပေါ့ကောင်းသွားပါပြီကောင်းလည်းသွားပါပြီအစ်စ်ကြီးမတော့မယ်လို့တော့တမတဲပြောလို့တော့မရသေးဘူးပေါ့နော်ဟုတ် ဟိုအာဆီယံနေနဲ့ကတော့နှစ်ဖက်တွဲဆုံဆွေးနွေးဖို့ကိုပြောနေတယ်เนาะအခုငရင်လှုပ်ပြီးတဲ့နောက်ပိုင်းမှာလည်းအပြစ်ခက်ရဲစဲတွေဟိုဆက်ပြီးတိုးပါပြီးရင်အဲ့ကတဆင်တွဲဆုံဆွေးနွေးကိုသူတို့သူတို့ဘက်ကမျှော်လင့်တာပေါ့အဲ့တော့တွဲဆုံဆွေးနွေးမှုတကယ်လို့တစုံတရာအခြေအနေတစ်ခုအောက်မှာဖြစ်လာမယ်ဆိုရင်ရောအဲ့ဒီတွဲဆုံဆွေးနွေးမှုကိုကိုရှင်းတန်းတို့နေနဲ့ဟာဟိုလက်ခံနိုင်တဲ့အနေအထားရှိလားအော်အဲ့အဲ့ဒီကိစ္စလည်းဘယ်လိုပြောမလဲအလုံးလည်းပြောဖို့ဟိုစောစေးလို့ပြောမယ်နော်ဆိုတော့ဒီလက်ရှိလက်တွေ့အကြောက်လာမှာပဲတော့အခြေအနေသင်္ခါး ဟာကြည့်ပြီးတော့သုံးရက်ပြီးတော့ကြာတော့လက်ခံနေလက်ခံပြီးသုံးရက်မှာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ကတော့ဟိုမိကခုနပြောလို့ပြောနော်တရားဓာတ်ကလားတရားမျက်နှာမှုရရှိရင်တည်းလေဇက်လိုက်မဲ့တောက်ထုတ်တာမှာဖြစ်တယ်နော်။အဒီဆေးရသမှုတော့လူသားမျိုးနွယ်ပေါ်မှာသူ့လိုနဲ့ဆေးရသမှုတွေကိုတောင်းဝင်ရှိတဲ့သူတွေဆိုတာအပြစ်ပေးမခံရသေးတာကတော့ကျွန်တော်တို့ဟိုပြောမလို့ဘယ်လိုသိဆုံးယူနိုက်တက်ရဲ့အစ်ကိုလာမှာမဟုတ်ဘူးလို့ပြောနေမှာနော် အဲ့တော့မလေးရှားနိုင်ငံခြားဝန်ကြီးဗမာပြည်သွားမဲ့ခီးစဉ်နဲ့ပတ်သက်ပြီးတော့အခုတောင်းဆိုချက်၉ချက်အပြင်ပေါ့နော်ကိုရှင်းတန်းတို့အနေနဲ့တစုံတရာထပ်ပြီးတော့ဟိုပြောချင်တဲ့ message ရှိမယ်ဆိုရင်ဗာများပြောလို့လဲဗျတောင်းဆိုချက်၉ချက်လုံးကတော့တို့ဒီဒီခပြားစဉ်းစားပြီးတော့ပြင်လိုက်ခဲ့တဲ့ဟာတွေဖြစ်တယ်ပေါ့နော်ကဒါတွေကိုတို့ကဒီချက်တွေတွေကဒီစာကောင်းလို့ဆုံးနိုင်မယ်ဆိုလို့ရှိရင်တော်တော်လေးဟိုငွေနိုင်ငံတိစ္ဆာတွေပို့ပြီးတော့အဆင်ပြေလာမယ်ငွေနိုင်ငံလို့ညော်လေးနဲ့အချက်တွေကိုပြင်လိုက်ခဲ့တာဖြစ်တယ်တောင်းဆိုချက်ဖြစ်တယ် ဲ့တော့ဆိုဒုက္ခရောက်နေတဲ့ပြည်သူတွေဘက်ကရက်မလားဟိုဖိနှိပ်နေတဲ့စစ်တပ်ဘက်ကရက်မလားဆိုတော့ဒီကိုကိုယ်ကိုပြန်မေးဖို့လိုတယ်ဆိုတော့ဒီလိုတွေ့ဖြစ်နေတယ်ဟုတ်ဟုတ်ကဲ့စကိုင်းတိုင်းတပိတ်အင်အားစုအနေနဲ့ပေါ့နော်အခုလို ASEAN နဲ့ဒီစစ်ကောင်စီနဲ့ဂျောင်းဝင်ဆက်ဆက်မှုနဲ့ပတ်သက်ပြီးပြည်သူလူထုအတွက်ကိုရောတခုခုနောက်ဆုံးအနေနဲ့ပါများဟိုတည်င်းစကားပေးခြင်းလဲဗျပြည်သူလူထုကိုတော့ကျွန်တော်တို့ကဟိုအများအားဖြင့်ကြားစကားရှိတယ်။ရန်လူကရန်လူပြည်သားတယ်ကျွန်တော်ကစုတော်လည်းကိုသူ့ရဲ့ အဲ့လိုကိုဆက်လျှောက်ဖို့ကိုယ့်လုပ်ငန်းကိုဆက်လုပ်ဖို့လိုရဆိုတော့အမြဲတမ်းပြောတာရှိအခုလည်းဒီတိုင်းပါပဲရန်သူကတော့ဟိုတူကူကဘလိုပဲစဉ်းစားနေနေနေကြိုးပြီးတော့ဟိုရက်သက်ရုံမှနေရတော့အများကြီးရှိရရန်သူကရန်ပြည်လိုပြင့်နေဆိုတာကိုလုံနေဆိုတော့နားလည်ပြီးနေတယ်အပီကိုလည်းနားလည်ပြီးသားတော့ဖြစ်ပါတယ်အော်ကျွန်တော်တို့ကိုတို့ဆရာဆရာတို့ကျွန်တော်တို့ဟိုဆက်လုပ်သွားဖို့ပဲလေမြေလို့လေအာကြိုးစီပါတယ်အဲ့တော့ပြည်သူကတော့ ဒီလိုဖြစ်တယ်ဗောဒါပေမဲ့ဟိုမမေးမေးတဲ့ခါမျိုးဖြစ်သွားမှာပြည့်ရတယ်ဗောနော်ရန်ကျော်ရန်ကျော်လိုဖြစ်နေတယ်ကျွန်တော်ကလောက်ခဲ့ချက်လောက်ပြီးတော့ပန်းလည်းဆက်ပြောပြည့်တော့ပဲဖြစ်တယ်ကြောင်းဟိုပြောပြနေတာဟုတ်ကဲ့ကိုရှင်းတဲ့ကျေးဇူးအများကြီးတင်ပါတယ်အခုဒါအာဆီယံကဲမြမရေးဝင်ရောက်ဆွေးနွေးမှုအပိုင်းပေါ့နော်စတိတ်ဟိုဒါတွေအားလုံးနဲ့တွေ့ဆုံတဲ့အပိုင်းကိုရှင်းတန်းတို့လည်းဒါပါဝင်ခွင့်ရတဲ့အပိုင်းနဲ့ပတ်သက်ပြီးအခုလိုအသေးစိတ်ပေါ့နော်ရှင်းပြပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အသေးတင်ပါတယ်ဗျ ်ဒီလိုရဲ့စိတ်ကိုပြန်ပြီးဖတ်လို့ရပါတယ်